မင်္ဂလာပါရှင်ကျမတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့တဲ့အကြောင်းအရာကတော့အေးလိုက်ဖြတ်တာနဲ့ပတ်သက်ပြီးတော့မိုးလွတာမြန်မာရဲ့တမတ်စံနှုန်းကြေညာချက်ကိုဖော်ပြပေးကြပါရစေ။ဆောင်းမုတ်တုံအာကောင်တက်တဲ့ဒီဇင်ဘာလနဲ့ဇန်နဝါရီလအတွဲမှာတော့မြန်မာနိုင်ငံအရှိတ်ချမ်းမှရှိတဲ့ရှမ်းကုန်းမြစ်ဒေသတွေနဲ့မြေလပိုင်းဒေသတွေမှာအေးလိုက်ဖြစ်ပေါ်မှုအများဆုံးဖြစ်ပေါ်ကြောင်းတွေ့ရှိရပါရစေ။ စာမုံတောင်ကာလအတွင်းတရုတ်ပြည်မကြီးပေါ်ကလေဖိအားများဒေတာကတော့တဖြည်းဖြည်းအင်အားချဲ့ထွင်လာတဲ့အခါမှာဒီလေဖိအားများဒေတာကလေဖိအားများပေါင်တန်းကတော့မြန်မာနိုင်ငံကိုအရှင်းမြောက်ဖက်ကတိုးဝင်လာပြီးတော့ဒီလေဖိအားများပေါင်တန်းရဲ့ထိပ်ဖက်မှာအေးပိုရာတွေဖြစ်ပေါ်လာပါတယ်။ပုံမှန်အပူချိန်အောက်3ဒီဂရီစင်တီဂရိတ်နဲ့အဲ့ဒီအောက်ထပ်ပိုရောကျပြီးတော့ဒီလိုရောကျတာဟာနေရာနှံပြားမှာနှစ်ရက်ထပ်ပိုတဲ့ကာလအထိဖြစ်ပေါ်နေရင်တော့ အေးလိုက်ဖြတ်တယ်လို့သတ်မှတ်ထားပါတယ်။ဆက်လက်ပြီးတော့လည်းပဲစိုက်ကလုန်းမုန်တိုင်းဒီဘွားရဲ့အကျဉ်းချံအားကောင်းတဲ့လေပြင်းအားနဲ့ရောင်းဝန်းအခြေအနေအသေးပေးချက်စစ်တကကြီးထားစင်တို့2025ကိုထုတ်ပြန်ပေးပါမယ်။1389ခုနှစ်နှစ်တော်လဆန်၁၄ရက်2025ခုနှစ်ဒီဇင်ဘာ3ရက်ဒီနေ့မြန်မာစံတော်ချိန်၈နာရီခွဲအချိန်တိုင်းထွာရရှိတဲ့မြန်မာစံတော်ချိန်၈နာရီခွဲအချိန်မှာတော့မြောက်အနောက်မြောက်အရက်ကတ်ကို အနေငယ်ရွေးရှားပြီးတော့ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း၎င်းနဲ့ဆက်စပ်နေတဲ့ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းအိန္ဒိယနိုင်ငံတမဲနာဒူမြောက်ပိုင်းကန်ဂျီနဲ့အန်တာပရာဒိပြည်နယ်တောင်ပိုင်းကမ်းလွန်မှာဆက်လက်တည်ရှိနေပါတယ်။လက်ရှိအင်အားအစဉ်ဆိုင်ကလုန်းမုန်တိုင်းဒေဝါရဲ့အကျဉ်းကျန်အားကောင်းတဲ့လေပြင်းအားနဲ့ရှင်ဝဟ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းကိုအိန္ဒိယနိုင်ငံအန်တာပရဒိတ်ပြည်နယ်တောင်ပိုင်းကန်ယူဒန်နယ်အပြိုင်မြောက်အနောက်မြောက်ဘက်ကိုဖြင်းညင်းစွာဆက်လက်ရွေးရှားပြီးတော့လာမယ့်48နာရီအတွင်းမှာလေဗီအာနေရှင်အဖြစ်ကိုအပြော့သွားပါတယ်မြန်မာနိုင်ငံအပေါ်ကိုတော့အကျိုးသက်ရောက်မှုမရှိပါဘူးမြန်မာပင်လယ်ပြင်အပေါ်မှာလည်းပဲအကျိုးသက်ရောက်မှုမရှိပါဘူးရှင် ဆက်လက်ပြီးတော့မွန်နိုင်ငယ်တရင်အမှတ်စဉ်20မြင်းဆောင်2025ကိုထုတ်ပြန်ပေးကြပါရယ်2025ခုနှစ်ဒီဇင်ဘာ3ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်9:00နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်မနက်9:00နာရီခွဲချိန်တိုင်းထားချက်တည်းရပင်လားပင်လျော်အနောက်လောက်တောင်ပိုင်းနဲ့၎င်းနယ်ဆက်စပ်ရရှိတဲ့ပင်လယ်ပင်လယ်အနောက်အလယ်ပိုင်းအိန္ဒိယနိုင်ငံတမင်နာတို့မြောက်ပိုင်းပူရိုချယ်ရီနဲ့အန်တာဗရာတိတောင်ပိုင်းကမ်းခြေမှာဖြစ်ပေါ်နေတဲ့မုန်တိုင်းငယ်ဒက်ပရက်ရှင်ကတော့ တောင်အနောက်တောင်ဘက်ကိုဖြင်းညင်းစွာရွေ့ရှားပြီးတော့အိန္ဒိယနိုင်ငံတမင်းနာဒူမြောက်ပိုင်းပူဒူချယ်ရီနဲ့အန်တာပရတိတောင်ပိုင်းကမ်းခြေတွေကိုပူဒူချယ်ရီမြို့အနီးကနေစတင်ဖြတ်ကျော်လျက်ရှိနေပါတယ်။အဆိုပါမုန်တိုင်းငယ်ကတော့အနောက်တောင်ဘက်ကိုဖြင်းညင်းစွာရွေ့ရှားနိုင်ပြီးတော့အိန္ဒိယနိုင်ငံကုန်းတမိုင်းဒေသတွေကိုဆက်လက်ဖြတ်ကျော်ကနောက်6နာရီတွင်မှအားကောင်းတဲ့လေပြင်းအားနဲ့ရောင်းအဖြစ်နဲ့တပြေးပြေးအားရောမယ်လို့ခန့်မှန်းရပါတယ်ရှင်။ဆက်လက်ပြီးတော့လည်းဘကိုးတိုင်းမှာဒီဇင်ဘာ2ရက်ကနေဒီဇင်ဘာ10ရက်အထိဖြစ်ပေါ်နိုင်တဲ့မိုးလေဝသအခြေအနေကိုဖော်ပြပေးကြပါမယ်။ ပင်လယ်ပြင်မှာဖြစ်ပေါ်လျက်ရှိတဲ့လေတုမငြိမ်သက်မှုအခြေအနေကတော့တောင်တရုတ်ပင်လယ်ပြည်နယ်နိုင်ငံတောင်ပိုင်းကမ်းခြေနီးကတိုင်ဖွန်မုန်တိုင်းကိုတိုဟာပူပန်းမုန်တဲ့ tropical storm အဖြစ်အာရော့ပြီးတော့ဒီဇင်ဘာ3ရက်ညပိုင်းမှာပြည်နယ်နိုင်ငံကမ်းခြေအနီးကရမ်းမြို့အရှေ့တောင်ဘက်86မိုင်ခန့်အကွာပင်လယ်ပြင်မှာလေပြင်းအာနေကြောင်းအဖြစ်အပြော့ပြီးတော့ညပိုင်းမှာလေပွေလိုက်အဖြစ်ဆက်လက်အာရော့ပါမယ်ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်မှာဖြစ်ပေါ်လျက်ရှိတဲ့လေပွေလိုက် inbound 93 w ကတော့ တောင်တောပင်လည်းအတွင်းကိုလေဝေလိုက်အပြင်ဆက်လက်ဝင်ရောက်လာနိုင်ပေမယ့်ဆိုင်ကလုန်းမုန်တိုင်းထပ်မံဖြစ်ပေါ်နိုင်တဲ့အခြေအနေတော့မရှိကြောင်းတွေ့ရပါတယ်။ ်ဘင်္ဂလားပင်လယ်အော်ကဆိုင်ကလုန်းမုန်တိုင်းတေဝါကတော့မုန်တိုင်းငယ်အထိဒီပရက်ရှင်ဖြစ်အာရုံလာပြီးတော့မြောက်အနောက်မြောက်ဘက်ကိုဆက်လက်ရွေ့ရှားကဒီဇင်ဘာ3ရက်မနက်ပိုင်းမှာတမဲနာတို့ပြည်နယ်ကမ်းခြေအနီးမှာလေပွေလိုင်းဖြင့်အပြော့သွားနိုင်တဲ့ကြောင့်ကြိုတင်ခံမရမှုတွေမှာတွေ့ရပါတယ်။ပဲခူးတိုင်းတွင်မြို့နယ်တချို့မှာ9ရက်တွင်ရွာသွန်းရရှိနိုင်တဲ့မွေးကြိမ်ဟာဒီဇင်ဘာ2ရက်ကနေဒီဇင်ဘာ10ရက်ထိပဲခူးတိုင်းတွင်မှာတိမ်သည်တဲ့ဖြစ်ထောပြီးတော့မွေးရွာသွန်းနိုင်တဲ့အခြေအနေမရှိပါဘူး။အပူချိန်လေတိုင်းတော့လေတို့ဆိုတိုင်းစားနဲ့လေတို့ညဉ့်ညံ့မှုအခြေအနေကတော့ ပဲဘကိုးတိုင်းအရှေ့ပိုင်းတောင်ကုန်းမှာတော့အမြင့်ဆုံးနေပူချိန်ဟာ32ဒီဂရီနဲ့အလင်းဆုံးညပူချိန်ကတော့15ဒီဂရီရှိနိုင်ကခန်းစားရတဲ့ပူချိန်ကတော့30ဒီဂရီရှိပါတယ်ဘကိုးတိုင်းအရှေ့ပိုင်းကရွှေကျင်မှာတော့အမြင့်ဆုံးနေပူချိန်ဟာ32ဒီဂရီနဲ့အလင်းဆုံးညပူချိန်ကတော့16ဒီဂရီရှိနိုင်ကခန်းစားရတဲ့ အပူချိန်ကတော့34ဒီဂရီရှိပါတယ်။ပဲခူးတိုင်းနောက်ချမ်းပြည်မြို့မှာတော့အမြင့်ဆုံးနေ့ပူချိန်ဟာ37ဒီဂရီနဲ့အနည်းဆုံးညပူချိန်ဟာ18ဒီဂရီရှိနိုင်ကခန်းစားရတဲ့အပူချိန်က33ဒီဂရီရှိပါတယ်။ပဲခူးတိုင်းတစ်ခုလုံးအတွက်ဒီဇင်ဘာ3ရက်နေ့ထိညပူချိန်တွေဟာ16ဒီဂရီကနေ18ဒီဂရီကန့်အထိကျဆင်းပြီးတော့အေးပူနိုင်ပြီးဒီဇင်ဘာ4ရက်ကနေ17ရက်တွေအပူချိန်အနည်းငယ်ပြန်တက်လာကအေးပူပါမယ်။ ပဲဘကိုးတိုင်းတွင်နေလေပဲလေတုဆူတိုင်းစားဟာ30ရာခိုင်နှုန်းရှိနိုင်ပြီးတော့မနက်ခင်းညနေညအချိန်မှာတော့များစွာကွာဟမှုမရှိပဲ70ရာခိုင်နှုန်းကရှိပါတယ်။ လေလုံးညဉ့်ညမ်းမှုအညွန်ကိန် AUI ကတော့ဗကိုးတိုင်းအနောက်ခြမ်းမှာ150ဝန်းကျင်ကရှိနေပြီးတော့ဗကိုးတိုင်းအရှေ့ခြမ်းမှာတော့130ခန့်ရှိနေတာကြောင့်အသက်ရှူလမ်းကြောင်းဆိုင်ရာကျန်းမာရေးမကောင်းတဲ့သူတွေအတွက်အန္တရာယ်ရှိနိုင်တဲ့အခြေအနေဖြစ်နေပါတယ်။ဗကိုးတိုင်းရဲ့တောင်ဘက်မိုးတပပင်လယ်ကွေးတွေလှိုင်းမြေဆုံတပီကရှိနေပြီးတော့မြောက်ဘက်အရက်ကလေတိုင်းတို့ဟာအမြင့်ဆုံးတနအီစင်မိုင်ကတိုင်နေပါတယ်။ဗကိုးတိုင်းကုန်းတွင်းကမြို့နယ်ခရိုင်နဲ့ပဲခူးတိုင်ယူမတောင်ကျောပေါ်ကမြောက်အရှင်မြောက်ဘက်အရက်ကလေတိုင်းတို့အများဆုံးဟာတနအီ9မိုင်ကရှိပါတယ်။ ဆက်လက်ပြီးတော့လဲယာရူကနှုတ်ထွက်ပြီးနိုင်ငံကနေထွက်ခွာဖို့ဒေါ်နယ်ထရန့်တောင်းဆိုမှုကိုဗင်နီဇွဲလာသမရကရှုတ်ချတဲ့အကြောင်းဖော်ပြပေးပါမယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကယာရုကနှုတ်ထွက်ဖို့နဲ့နိုင်ငံကနေထွက်ခွာမှုတောင်းဆိုတာကိုဗီနီဇွဲလားသမ္မတနီကိုလက်မာဒူရိုကပယ်ချလာပါတယ်။နှစ်နိုင်ငံကြားတင်းမာမှုတွေမြင့်တက်လာတဲ့အချိန်မှာဗီနီဇွဲလားပြည်သူတွေအပေါ်လုံးဝသစ္စာရှိမယ်လို့တနင်္လာနေ့ကမျိုးတော်ဂရောက်ကမှပြုလုပ်တဲ့ထောက်ခံသူတွေရဲ့စုဝေးပွဲမှာမာဒူရိုကအကြေပြုပြောဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ထက်ကာတလဲလဲချင်းချောက်မှုတွေကနေဗင်နီဇွဲလားနိုင်ငံကိုဆက်လက်ကာကွယ်ဖို့စိတ်ပိုင်းဖြတ်ထားတယ်လို့လည်းသူကဆိုပါတယ်မိမိတို့ဟာစိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုလို့သတ်မှတ်နိုင်တဲ့ရန်လိုမှု22ပတ်ကိုဖြတ်တန်းခဲ့ရတယ်လို့မာရူကဆိုပါတယ် ဗီနီဇွဲလာအနေနဲ့ငင်းကြရေးကိုအလိုရှိပေမဲ့အချုပ်အခြာအာဏာတန်းတူညီမျှမှုလွတ်လပ်မှုတွေပေါဝင်တဲ့ငင်းကြရေးကိုသာဖြစ်ပြီးတော့ကိုလိုနီဒါမှမဟုတ်ကျွန်တယောက်ရဲ့ငင်းကြရေးကိုတော့အလိုမရှိတဲ့အကြောင်းမာဒူရိုကဆိုပါတယ်။ထောက်ခံတဲ့သူတွေနဲ့တွေ့ဆုံခဲ့တဲ့စုဝေးပွဲမှာမာဒူရိုဟာစစ်ဆန်းကျင်ရေးတကြင်တပုံးနဲ့အတူကာခွန်ခဲ့ပါသေးတယ်။အမေရိကန်စစ်တပ်ကတော့ဗီနီဇွဲလာကမွေးရစီဝါမှောက်ကိုကူးတယ်လို့ထရန့်ဆိုရကဆွဆွဲထားတဲ့ရင်းရင်းတွေကိုမကြသေးမီကတိုက်ခိုက်ခဲ့ပါတယ်။ဒါအပြင်ဗီနီဇွဲလာကံယူတဲ့အနီးမှာအမေရိကန်လေရင်တင်တင်ပေါ်နဲ့ ရေတပ်တိုက်ခိုက်ရေးအုပ်စုတို့ဆီလွတ်ထားပါသေးတယ်။မကြသိမီကသတင်းဌာနတွေရဲ့အဆိုအရတော့မာရူရိုအနေနဲ့တပတ်တွင်ယာရူကနှုတ်ထွက်ဖို့နဲ့နိုင်ငံကနေထွက်ခွာဖို့ပြီးခဲ့တဲ့လကဖုံးခေါ်ဆိုမှုတစ်ခုအတွင်းဒေါ်နယ်ထရန့်ကတောင်းဆိုခဲ့တယ်လို့လည်းသိရပါပါရှင်။ ဆက်လက်ပြီးတော့လည်းဒီဇင်ဘာလ၄ရက်အတွက်မိုးလေဝသခန့်မှန်းချက်ကိုဖော်ပြပေးကြပါရစေ။ဘင်္ဂလားပင်လယ်အခြေအနေကတော့ဘင်္ဂလားပင်လယ်မြောက်ပိုင်းမှာအများအပြားတာယာပြီးတော့ကပ်လစ်ပင်လယ်ပြင်နဲ့ချန်ဘင်္ဂလားပင်လယ်မှာတိမ်တင်းတင်းကနေတည်ထူတတ်ပါရစေ။ပင်လယ်ပြင်အခြေအနေကတော့တရင်းနိုင်ကန်ရရခိုင်ကန်ရမြို့ဝကျုံပေါ်ဒေသတွေနဲ့မိုးဒမခွေးဘက်မှာတော့ရှေ့ဘက်ကလေဟာတနင်္ဂနွေ၅မိုင်ကနေ၁၀မိုင်ကန်တိုက်ခတ်ပြီးလှိုင်းတင်းတင်းရှိပါရစေ။မိုးချင်နေကတော့တရင်းနိုင်တိုင်းမှာနေရာကွက်ကြားမိုးထစ်ကြုံရွာသွန်းပြီးတော့ချင်းပြည်နယ်မှာတိမ်တင်းတင်းဖြစ်တော့ပါမယ်။ကြံတိုင်းနဲ့ပြည်နယ်မှာတော့အများအပြားတာယာပါမယ်။မြို့ချင်နေကတော့မနိုင်ငံတွန်းလုံးမှာညဘူတင်းရဲ့အခြေ ိန်နဲ့ကြာဆင်းပြီးတော့မြို့တွေဆိုင်နေပါတယ်။ဆက်လက်ပြီးတော့လည်းဒီဇင်ဘာ9ရက်အတွက်မလူသားခံမှန်းချက်ကိုဖော်ပြပေးကြပါတယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ဘင်္ဂလားပင်လယ်အများပိုင်းမှာအများအပြားတာယာပြီးတော့ကပ်ပင်ပင်လယ်ပြင်နဲ့ကြံဘင်္ဂလားပင်လယ်အောက်မှာတိမ်အထင်တွေကနေတည်နေတတ်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့တရင်းနိုင်ကန်ရရခိုင်ကန်ရမြို့ဝချုံပေါ်ဒေသနဲ့မော်ဒမာကွေ့ဘက်မှာတော့အရှိမကလီဟာတနအိုင်ကို9မိုင်ကနေ10မိုင်ကန်တိုက်ခတ်ပြီးတော့လှိုင်းတင်တဲ့ရှိပါတယ်။ မိုးချိန်တွေကတော့ရှမ်းပြည်နယ်အရှေ့ပိုင်းမှာတိမ်သင်တဲ့ဖြစ်တော့ပြီးတော့ကြံတိုင်းနယ်ပြည်နယ်မှာအများအပြားတာယာပါမယ်။မြို့ချိန်တွေကတော့မြန်မာနိုင်ငံတွမ်းလုံးမှာညာပူချိန်တွေကြာဆင်းပြီးတော့မြို့တွေကြာဆင်းပါမယ်ရှင်။